ငွေကြေးချိုးတဲ့ကလေး63ယောက်ကိုဆရာဝန်ဖြစ်လာအောင်ကုံစင်းရောင်းပြီးတော့ထောက်ပံ့ပေးခဲ့တဲ့ဒေါက်တာကျော့တာစိန် ပရိသတ်များရှင်ဆီယမာကြီးဒေါက်တာကျော့တာစိန်ကလက်ရှိမှာအငိမ့်စားဆီယဝင်တယောက်ဖြစ်ပါတယ်အသက်အရွယ်ရအလောက်ကအငိမ့်စားပေးထားတာတောင်ဆီယမာကတော့အငိမ့်စားမယူနိုင်သေးပဲဝမ်မနာကလေး80ကျော်ကိုပညာသင်စရိတ်ထောက်ပံ့ပေးဖို့ရုံးကန်လှူရှာနေရတော့ဖြစ်ပါတယ်ဆီယမာကြီးကချုပ်တဲ့တဲ့ចောင်းသားတွေကိုတက်ကူထားပေးနေတာဖြစ်ပြီးတော့ တက္ကသိုလ်တွေတဲကမှပညာသင်စရိတ်မြန်မာတဲ့စေတက္ကသိုလ်ကိုတက်ဖို့ခက်ခဲနေတဲ့ចောင်းသားចောင်းသူတွေကိုចောင်းထားပေးနေတာဖြစ်ပါတယ်အခုလိုចောင်းထားပေးတာက လူကြားကောင်းအောင်ဂုံတက်အောင်ဟန်ပြပရာဟိတလုပ်ပြတာမဟုတ်ပါဘူး။ဆီယမကြီးကိုရိုင်းကချိုးတဲ့ចောင်းသူတယောက်ဖြစ်ခဲ့တယ်လို့ဆီယဝင်ဖြစ်လာဖို့ကိုရုံးကန်လာခဲ့ရတာဖြစ်ပါတယ်။ဆီယမကြီးကဆယ်ရန်အောင်ပြီးတဲ့အချိန်မှာအမတ်ကောင်းတာကြောင့်စေးចောင်းတက်ခွင့်ရပါတယ်။ဒါပေမဲ့စေးចောင်းတက်ဖို့လိုအပ်တဲ့ငွေကြေးအလုံးလောက်မရှိတာက ပြဿနာဖြစ်နေကြရတာပါ။ငွေကြေးအခက်အခဲဖြစ်တဲ့အချိန်မှာဆီယမကြီးကအကူအညီရှာဖို့ထက်ကိုရိုင်းရုံးခံဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမနေ့တက်တဲ့အချိန်မှာကျောင်းစီအတွက်ကုံစိမ့်နေလိုက်ရောင်းပါတယ်။အသီးရွက်တွေကိုဈေးထဲမှာလိုက်ရောင်းပြီးတော့ကျောင်းတက်ဖို့ဈေးရှာခဲ့တာပါ။ကျောင်းထားပေးမဲ့သူလုံးဝမရှိတဲ့အတွက်ဆီယမကြီးမှာဈေးကျောင်းတက်ဖို့အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကျောင်းစီအိတ်ကိုကိုရိုင်းရှာနိုင်မှသာဆီယဝင်တယောက်ဖြစ်လာမှာပါ။ဒါကြောင့်မို့ဒုတိယနေ့မှာမြေ ေးပဲယိုနှမ်းမြစ်တွေရောင်းပြီးတော့ကျောင်းစီရှာပါတယ်တတိယနေ့မှာတော့သမဝါယမမှာညပိုင်းစီမဝင်လို့ပြီးတော့ကျောင်းစီအတွက်ရုံးခံခဲ့ရတာပါနောက်ဆုံးနေ့မှာတော့ဆရာဝန်ကြီးတဦးကပညာသင်စရိတ်ထောက်ပံ့ပေးဖို့အတွက် တဲ့ကန်လန်လာတဲ့အတွက်ကိုဒေါက်တာကျောက်သာစိန်ဆိုပြီးတော့ဆရာဝန်ဖြစ်လာရတာဖြစ်ပါတယ်ဘဝနာနာနဲ့ဆရာဝန်ဖြစ်လာတဲ့ဒေါက်တာကဆရာဝန်ဖြစ်တဲ့အချိန်မှာရခိုင်ပြည်နယ်ဘက်ကိုတာဝန်ကျခဲ့ပါတယ်ရခိုင်ပြည်မှာအကြောင်းမျိုးမျိုးကြောင့်ဆယ်တန်းကျနေတဲ့သူတွေရှိသလိုပညာဆက်တင်ဖို့ခက်ခဲတဲ့သူတွေလည်းများပါတယ်နှစ်နှစ်စတိုက်ခုနှစ်စတိုက်ဆယ်တန်းမအောင်တဲ့ကလေးတွေကိုဆရာမကြီးကဆယ်တန်းအောင်အောင်စာသင်ပေးပါတယ်ဆယ်တန်းအောင်လာတဲ့အချိန်မှာလဲဒေါက်တာကျောက်သာစိန်က တက္ကသိုလ်တက်ဖို့အတွက်ထောက်ပံ့ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီတရားမှာចောင်းသူចောင်းသား63ယောက်ကစေးចောင်းတက်ခွင့်ရရှိလာခဲ့ပါတယ်။ဒါကြောင့်မို့စေးចောင်းတက်ဖို့ပညာသင်စရိတ်တွေကိုဒေါက်တာအလားစင်ထောက်ပံ့တယ်လို့နေစင်နဲ့တိုင်းတက်နိုင်အောင် ထောက်ပံ့ပေးနေရဖြစ်ပါတယ်။ဒါအပြင်သူနာပြုတက္ကသိုလ်အင်ဂျင်နီယာရှေ့နေတက်နေကြတဲ့သူတွေလည်းရှိတာကြောင့်အားလုံးပေါင်းကလေး80ကျော်မိခင်ဖြစ်လာခဲ့ပါတယ်။2019ခုနှစ်ကစပြီးတော့ကလေးတွေကိုတက္ကသိုလ်စာထားပေးခဲ့တာဖြစ်တဲ့အတွက်မကြ င်မှာဆိုရင်ဆီယမကြီးကဆီယဝင်63ရောင်ရဲ့မိခင်ဖြစ်လာတော့မှာပါဆီယမကြီးကအဖြူဖြစ်ပြီးတော့ကိုရိုင်းဝမ်းနဲ့မလွယ်ထားပေမဲ့ ကလေး63ယောက်ကဆ ਿਆ ဝင်ဖြစ်လာတဲ့အပေါ်မှာဝမ်းသာမဆုံးဖြစ်နေတာပါဆ ਿਆ မကြီးကသူ့ပိုင်ဆိုင်တဲ့ခြံလေးတိုက်တေးအားလုံးကိုရောင်းလိုက်ပြီးတော့စေတနာညာကြောင့်ဆိုပြီးတော့ချောင်းနဲ့တာဖွင့်လိုက်ခဲ့တာပါဆ ਿਆ မကြီးရဲ့အတွက်တော့ဘဝနာခဲ့သူလို့ကလေးတွေကိုလည်းကုညီထောက်ပံ့ပေးခြင်းနဲ့စိတ်သာရှိခဲ့တာဖြစ်ပါတယ်ဆ ਿਆ မကြီးအလှဲတော့ကအလူရှင်မရှိတဲ့အတွက် ိုရိုင်းပင်ပန်းစွာယက်တီခဲ့ရတာပါအခုဆီယမာကြီးကထောက်ပံ့ပေးနိုင်တဲ့သူဖြစ်လာတဲ့အတွက်သူတို့ကချိုးထည့်ခဲ့တဲ့အရာတွေကိုတခြားကလေးတွေအပေါ်မှာဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်ငွေကြေးချိုးထည့်တဲ့ကလေး63ယောက်ကိုဆီယဝင်ဖြစ်လာအောင်ကုန်စင်ရောင်းပြီးတော့ထောက်ပံ့ပေးခဲ့တဲ့ဒေါက်တာကျော့တာစင်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်